င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။အာနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရမှာဖြေဆိုသူ69ရာခိုင်နှုန်းကတရားမျှတမှုမရှိဘူးလို့ယုံကြည်ကြောင်းပြောခဲ့တယ်လို့စစ်တမ်းကောက်ခဲ့တဲ့အတူအယောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်တမ်းကိုဖြေဆိုထားတဲ့69ရာခိုင်နှုန်းက စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းလည်းဖြစ်ကြခဲ့ပါတယ်။ဖြေဆိုသူ96ရာခိုင်နှုန်းကတော့စစ်တပ်ရွေးကောက်ပွဲကိုမဲမပေးဘူးလို့ဖြေကြားထားပါတယ်။အဲ့ဒီစစ်တမ်းကိုမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း14ခုအပြင်နေပြည်တော်ကောင်စီနယ်မြေနဲ့ပြည်ပရောက်မြန်မာနိုင်ငံသား3800ကျော်ကိုမေးယူကောက်ယူထားတာပဲဖြစ်ပါတယ်။စစ်တမ်းကောက်ယူရမှာမြို့နယ်ပေါင်း282ခုက ပြည်သူတွေပါဝင်ဖြည့်ဆို့ထားပြီးအဲ့ဒီထဲမှာရွေးကောက်ပွဲလုပ်မယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့မြို့နယ်ပေါင်း153မြို့နယ်ပါဝင်ပါတယ်။စစ်တမ်းကောက်ယူတာကိုလူမှုကွန်ရက်ကနေကောက်ယူတယ်လို့လုံခြုံရေးစိတ်ချရတဲ့နေရာတွေမှာမြေပြင်မှာကောက်ယူကြတာဖြစ်တယ်လို့အတူအယောင်ရွေးကောက်ပွဲစန့်ကျင်ရေလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်ငွေတောင်ကျေးရွာမှာနိုဝင်ဘာလ9ရက်နေ့ကနှွားကြောင်းနေတဲ့အမျိုးသားတယောက်ကိုမွတ်စလင်လက်နက်ကင်တပ်အာဇာအဖွဲ့ကတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။တေဆုံးသူငွေတောင်ကြီးရွာသားအသက်63နှစ်အရွယ်ဦးရွှေသိန်းဟာရွာရဲ့အရှိဘက်မေယူတောင်ချေရင်မှာနှွားကြောင်းနေစဉ်မွတ်စလင်လက်နက်ကိုင်အဖွဲ့အာဆာရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရတယ်လို့ဆိုပါတယ်။နှွားကြောင်းသွားတာပြန်မရောက်လာလို့ရွာသားတွေလိုက်ရှာချိန်မှာအာဆာတွေကတပ်ဖြတ်ပြီးအလောင်းဖြောက်တဲ့သဘောနဲ့ မြုံနှံထားတာကိုတွေ့ရတယ်လို့မောင်နှောဒေတာကအမျိုးသမီးတယောက်ကပြောပါတယ်။မောင်နှောဒေတာမှာမွတ်စလင်လက်နက်ကိုင်အာဇာအဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်မှုတွေကြောင့်ဒေတာခန်ဒီရဲ့အသက်အန္တရာယ်တစ်နေ့တစ်နေ့ဆိုးရင်လာရတယ်လို့မောင်နှောမျိုး၄မိုင်ရက်ကွက်ကအမျိုးသားတယောက်ကပြောပါတယ်။မွတ်စလင်လက်နက်ကိုင်တွေဟာစစ်ကောင်စီနဲ့မဟာမိတ်ဆက်ဆံရေးတိစောက်ထားပြီးမောင်တော်နဲ့ဘူသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီး AA ရဲ့ထိုးစစ်တွေကိုခုခံခဲ့ကြပါဗျ ောင်နှောဒေသအတွင်းမှာမွတ်စလင်လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုတွေကိုမောင်နှောခရိုင်မွတ်စလင်ကောင်စီကလည်းရှုံချထားပါတယ်ရှင်။ပြည်ရင်းစစ်တမ်းကြောင့်နေရစွန့်ခွာထွက်ပြေးနေရပြီးထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာနှစ်ရှည်ခိုးလုံနေထိုင်နေကြရတဲ့ဒုက္ခသည်တွေဟာအော်တိုဘားလ၁ရက်နေ့ကနေစတင်ပြီးစခန်းအပြင်ဘက်ထွက်ပြီးတော့အလုပ်လုပ်ခွင့်ရပါတယ်။အဲ့ဒီလိုအလုလုခွင့်ရကြတဲ့ဒုက္ခသည်တွေဘာတွေမျှော်လင့်နေကြရလဲပတ်သက်ပြီးတော့မြေသစင်ကသတင်းပေးပို့ထားပါရရှင်။ ိုင်းမြန်မာနေဆက်မှာဒုက္ခသည်စခန်း၉ခုရှိပြီးပထမဦးဆုံးအနေနဲ့အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့မေလဒုက္ခသည်စခန်းကဒုက္ခသည်အချို့ကို အလုလုဖို့စတင်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးချံအသီးသီးနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ငန်းခွင်ဝင်မှုမေလဒုက္ခသည်စခန်းကစုစုပေါင်း145ရောက်ဟာအောက်တိုဘာ21ရက်နေ့ကစတင်ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒုက္ခသည်စခန်း၉ခုထဲကကယင်းဤဒုက္ခသည်စခန်း၂ခုကတော့ဒုက္ခသည်၅ရောက်ပဲတွားရောက်လောက်ကံ့ရသေးတာလို့စခန်းတာဝန်ရှိသူတွေကဆိုပါတယ်။ဒါအပြင်ကယင်းဤဒုက္ခသည်စခန်း၂ခုမှာအလုံးလုံးနိုင်တဲ့လူဦးရေက2000ကျော်ရှိပြီးအလုံးလုံးဖို့ကမ်းလှမ်းလို့ပြင်ဆင်နေကြတဲ့သူဟာ40နီးပါးလောက်ပဲရှိသေးတာမို့အလုတ်ထပ်ပြီးကမ်းလှမ်းလာဖို့ကိုလည်းစခန်းတွင်နေထိုင်ကြတဲ့ဒုက္ခသည်တွေကလူလာနေကြပါဗျ။ ီကလုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တွေအများများဘာကော်ဖီပိုလဲလိုအပ်တယ်လို့မျိုးကျွန်တော်တို့စီဘက်ကလည်းဒီချက်ပို့ပြီးတော့ကိုယ်ခြေတော့ကိုရတည်နိုင်ဖို့အတွက်အဲ့လိုလုပ်ဖို့လဲကျွန်တော်တို့ထားရုံးဖို့လဲလိုအပ်တာပေါ့နော်ဆိုကင်းနီဒုက္ခတဲ့စခန်းမှာနေထိုင်တဲ့ဦးကောင်းထက်ကတော့အသက်52နှစ်အရွယ်ရှိသူဖြစ်ပြီးမိသားစုဝင်6ယောက်ရှိသူလည်းဖြစ်ပါတယ်။စခန်းတွင်ကိုဘန်ကောက်က အလုပ်အတွက်အသက်18ကနေ55နှစ်အထိခေါ်ပေမဲ့ အလုလုဖို့ရွေးချယ်သွားတာက10ယောက်ကျော်သားဖြစ်ပြီးသူကတော့အရွေးချယ်မခံခဲ့ရပါဘူးအခု6နေတဲ့လူထက်မှ သူတတ်မှတ်ထားတဲ့ဥမာအသက်16နှစ်95နှစ်ထိဆိုတဲ့နေရာမှာသူအသက်ကြီးပိုင်းမှာလည်းလုံနိုင်တဲ့လူတွေလည်းလုံနိုင်ကြပါတယ်အခုသူ့ရဲ့မိသားစုဖူလုံဖို့အတွက်ကိုတို့လည်းဟိုတစ်ဖက်တစ်လမ်းနဲ့တို့ကအဲလုံချင်ကြတဲ့လူရှိတယ်လို့တချို့ကြတော့လည်းတကယ်လည်းလုံနိုင်သေးတဲ့လူလည်းအများကြီးရှိတယ် ဒါပေမဲ့အခုခေါ်တာလူအဲလူငယ်ပိုင်းလောက်ပဲခေါ်တဲ့ထိုင်းမြန်မာနေဆက်ကဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့အုံဖြန်စခန်းမှာနှစ်40နီးပါးနေထိုင်ခဲ့တဲ့အသက်46နှစ်အရွယ်မူစတာဖာကတော့သူ့အပါဝင်မိသားစုဝင်၈ယောက်ရှိပြီး သူကကြံစိုက်ခင်းမှာအလုပ်လုပ်ကင်မှုပြင်ဆင်နေသူပါအလုပ်လုပ်ကင်ဝင်ရမယ်ဆိုရင်အခက်ခဲတွေအဆင်ပြေသွားမှာလို့လည်းသူကဆိုပါတယ် တိချဲစားဖို့တောက်ဖို့ပေါ့နော်ဆရာမတိချဲကတော့အစားတောက်မှာမိသားစုမှာအားလုံးကလောလောမှုရှိမယ်နေချဲကြမကြီးဘိုင်းဆိုင်ရာမှာအဲ့ဒါကိုလည်းလောလောရမယ်နောက်သုံးချဲကလေးတွေပညာသင်ဖို့ဆရာမအကြောင်းတွေတဲ့မယ်တချို့ကအကြောင်းကလည်းဟုတ်လားဆရာမပြဿနာတွေကုန်တယ်ဆရာမနောက်တော့ရေရေအားမှာခက်ခဲရှိတယ်ဆရာမနော်အားလုံးကအခက်အခဲနဲ့ပဲစုံနေရတယ်အခုအလုပ်လုပ်ရတော့ကျွန်တော်တို့လည်းဒီတိရ16တိ ဟုတ်လားကျွန်တော်တို့ဝမ်းသာနေဆရာမပီတိတွေဖြစ်နေတယ်ဒါပဲဆရာမမူစတာဖာဟာသူအလုတ်လောက်ကြိုင်မဲဆိုရင်တော့မိသားစုဝင်တွေရဲ့ကုန်ကြစီအတွက်60ရာခိုင်နှုန်းလောက်ပဲလုံလောက်နိုင်မယ်လို့လည်းသူကဆိုပါတယ်။ဘာပဲဖြစ်ဖြစ်အကူအညီတွေဖြတ်တောက်ခံထားရတဲ့အခုလိုအချိန်မှာ အလုတ်လောက်ခွင့်ရတဲ့အတွက်သူကဝမ်းသာနေပြီးသူ့ရဲ့ကလေးငယ်တွေရဲ့ပညာရေးအတွက်အများကြီးမျှော်လင့်နေပြီလို့လည်းသူကဆိုပါတယ်။ အုံဖြန်စကန်ကောမဒီဒုတိယဥက္ကဋ္ဌစောနီတိုကတော့လက်ရှိအချိန်မှာအုံဖြန်စကန်ကဒုက္ခသည်တွေကတရားမှ အလုထွက်မလုရသေးဘဲကြံဆိုင်ခင်းမှလုပ်ဖို့စကန်တွင်ကအယောက်40ကျော်စည်ရင်တင်ထားပြီးပြီလို့ဆိုပါတယ်။ခုနှစ်ရက်အတွင်းစာရက်စာရန်ပြင်ဆင်ပြီးကျန်းမာရေးစစ်ပြီးရင်တော့ဒီလာတဲ့အလုသွားလုပ်ရမယ်ထင်တယ်လို့လည်းဆိုပါတယ်။အလုလုကန် ထွက်ခွေရတော့မယ်ဆိုတော့သခန်းသူသခန်းသားတွေအဲ့လိုထွက်ခွေရရင်ကျွန်တော်တို့ကတော့ယေဇူးဟိုဝမ်းတာတယ်လေနော်ဘာလို့ဆိုတော့လာမယ့်ရှေ့နာကမှာပပူမှုကဘယ်လိုအနေထားရှိမလဲဆိုတာလည်းမသိကြဘူးလေအဲ့ဒါကြောင့်မလို့ဒီသခန်းသူသခန်းသားတွေအပြည့်အလုတ်ထွက်ခွင်ရတယ်ဆိုရင်နံပါတ်၁ကတော့ခုနစာဝုန်ရေးတစ်ခုတော့ပြဿနာတစ်ခုတော့ဖြေရှင်းနိုင်တယ်လေနော် နောက်တစ်ခုကတော့ခုနကစခန်းလူစခန်းသားတွေလက်ပြီးမှလှုပ်ထွက်လှုပ်လို့ဒီနေ့နေ့တချေချေအဲ့မှာပို့ပြီးတော့အဆင်ပြေလာတဲ့တဖြည်းဖြည်းချင်းအဆင်ပြေလာရင်တော့သူတို့ဘဝတွေလည်းဟိုတိုးတက်ပြောင်းလဲနိုင်တဲ့အနေအထားဖြစ်လာမယ်ဆိုတာကျွန်တော်တို့လည်းမျှော်လင့်နေလေနော်ထိုင်းမြန်မာအနေနဲ့ကနှစ်ရှည်ဒုက္ခဒေရီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံတကာကူညီထောက်ပံ့ရေးအစီအစဉ်တွေရပ်ဆိုင်းလိုက်တာကြောင့်ဒုက္ခဒေရီအတွက် စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရပ်ဆိုင်းသွားခဲ့ရတာပါဒီလိုရပ်ဆိုင်းသွားခဲ့တာကြောင့်အပြင်ထွက်ခွင့်မရှိတဲ့ဒုက္ခသည်တွေဟာထိုင်းနိုင်ငံအနေနဲ့ဒုက္ခသည် စခန်းကနေအပြင်ထွက်ပြီးအလုပ်လုပ်ကင်ခွင့်ပေးဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR တို့ကတိုက်တွန်းခဲ့ကြပါတယ်။ထိုင်းနိုင်ငံကလည်းနှစ်၄၀ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ် မြန်မာဒုက္ခသည်တွေကိုတရားဝင်အလုပ်လုပ်ခွင့်ပြုကြောင်းစက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ဝန်ဒီပါ